တတိမေ့နေတဲ့ကိုစောမောင်ကိုကျမလှမ်းခေါ်နှိုးကြည့်တယ်။တေများတေသွားပြီလားမသိဘူး။အမှန်ဆိုရင်ကိုစောမောင်ကဘန်ကောက်ကိုရောက်နေရမှာမဟုတ်ဘူးလား။ဘလို့ဖြစ်ပြီးတော့ဒီကိုပြန်ရောက်နေရလဲ။တစ်ချိန်လုံးဒီအခန်းထဲမှာသူရှိနေအောင်ကျမလုံးဝမသိခဲ့ဘူး။အခုနန်းကလေးကလုံနေရတယ်ကိုကျမနားမလည်နိုင်တော့ဘူး။ကိုစောမောင်လုတ်ခဲ့တဲ့အပြစ်ကို तू ကကလေးစားချေဖို့လုံနေရလား။ဒါဆိုရင်ကျမရောကျမရောဘာဆိုင်လို့လဲ။ဘာလို့လဲ။ အချိန်ခဏကြာပြီးတဲ့နောက်ရေဘက်ဝတ်စလုံးကင်ထားတဲ့အမျိုးသမီးကြီးတယောက်ကို အခန်းထဲဝင်လာတာတွေ့လိုက်ရတယ်။ရုတ်တရက်ကျမပါဇက်ကနေဒေါ်စိန်ငွေလို့ထွက်သွားတယ်။ "तू ကကိုစုံးမောင်လဲကြနေရဲ့ခုံကိုပြန်ထောင်ပြီးတတိပြန်လဲလာအောင်ရေဘက်ဝတ်နဲ့တုပ်ပေးနေတယ်။ဒေါ်စိန်ငွေနဲ့အတော်တူပေမဲ့သူ့ပုံစံကအေးအေးဆေးဆေးတည်ငြိမ်နေ။ပန်းလာပို့တဲ့ဒေါ်စိန်ငွေလို့ထိတ်လန့်တကြားရှိမနေဘူး။ဧကနာဒေါ်စိန်ရွှေများလား" သူကကိုစောမောင်ကိုရေဘက်တုပ်ပေးပြီးကျမစီကိုတလန်းချင်းရှောက်လာတယ်။မင်းကဘာလို့ဒီကိုရောက်လာခဲ့ရလဲကွယ်။ဒီမှာလွတ်ဖို့လမ်းမရှိဘူး။ဘာလို့မရှိရမှာလဲ။ရှိကိုရှိရမယ်။ရှင်ကဒေါ်စိန်ရွှေမလား။ကျမမလာခင်ဒီအင်ကြီးမှာဖြစ်ခဲ့တဲ့ကိစ္စတွေကိုပြောပြပေးပါ။ဒါမှကျမလွတ်ဖို့လမ်းကိုရှာနိုင်မှာ။ကုညီပါနော်။ကျမကုညီပါ။အိုးရှုပ်ထွေးပါတယ်လေ။ငါကမမလေးရဲ့ကြုံရုံပဲ။မင်းကဘာမှပြပြလို့မရဘူး။ တိလဲဘာမှမထူးတော့ဘူးညီရောစောမရောအသက်ခံရတော့မှာဒေါ်စိန်ရွှေကသူပြောချင်တာပြောပြီးပြန်ထွက်သွားတော့တယ်ဒါဆိုရင်ကျမစုံစမ်းခဲ့တဲ့ဒေါ်စိန်ရွှေကရန်ကုန်ကတမီးတွေအိမ်မှာသွားနေရဲဆိုတာတရေအမကြီးပေါ့သူကတစ်ချိန်လုံးနန်းကလျာနဲ့အတူရှိခဲ့တာပဲနန်းကလျာကိုကယ်သွားတဲ့လူကလည်းဒေါ်စိန်ရွှေပဲဖြစ်ရမယ်ကျမနဲ့မလန်းမကန်းကခုံမှာကြိုးတုတ်ခံထားရတဲ့ကိုစောမောင်တယောက်တတိယလာတယ် ကျမကိုတွေ့တော့စိတ်မကောင်းဟန်နဲ့ခေါင်းပြန်ငုံသွားတယ်။ရှင်သတိရပြီလားအခုဘာဖြစ်နေရလဲဆိုတာကျမကိုရှင်းပြပါအောင်။ကျမတည်တော့မယ်ဆိုတာရောရှင်သိရဲ့လား။ဒီအိမ်ကြီးကတကယ်ငရဲပါပဲရှင်။ငရဲပဲကျမကိုရှင်လိန်ညာပြီးလက်ထပ်ခဲ့တာမဟုတ်လား။ကျမရှင်ကိုယုံကြည်ခဲ့မိတာမှားတာပဲ။ကျမရှင်ကလေးတွေကိုလည်းကိုသားသမီးရင်းလို့စောင့်ရှောက်ခဲ့တာပဲလေ။အခုတော့ကျမသူ့ကိုပြောရင်လေချောင်းနဲ့တစ်ဆုနာကျင်လာသလို့ စကားတန်တွေကငိုတန်တွေပါရောပါလာတယ်။ကိုစောမောင်ကကျမပြောတာကိုခေါင်းညိတ်နားထောင်နေပြီးမှဟုတ်တယ်။ဒီအချိန်မှာတော့ကိုမင်းကိုဘာတစ်ခုမှမကွယ်ဝတ်ထားတော့ပါဘူး။ကိုအခုပြောပြပါမယ်။ပြီးရင်ကိုတို့နှစ်ယောက်လွတ်လန်းကိုရှာရမယ်။ကျမ သူ့စကားတွေကိုမယုံကြည်ရဲတော့ပါ။သူလည်းလူသက်သမားပဲမဟုတ်ဘူးလား။သူ့မိမနဲ့ပေါင်းပြီးကျမကိုရုပ်ရှင်ရိုက်နေရတော့မဖြစ်နိုင်ဘူးလား။ဖြစ်တော်မဖြစ်နိုင်ပါဘူး။ကိုစောမောင်မျက်နှာက နှိပ်စက်ခံထားရတာကြောင့်ဒဏ်ရာတွေကြီးပဲလေနန်းကလေးရာနဲ့ကိုတို့လက်ထက်ခဲ့ကြပြီးတဲ့နောက်ကိုကစီးဝါရှာနေခဲ့ရိမ့်မယ်။သူကတော့နောက်ွယ်မှာယောက်ျားငယ်လေးတွေနဲ့ပျောက်ပါးနေခဲ့တယ်။ကလေးတွေရလာတဲ့အထိနည်းနည်းမှပျောင်းလဲခဲ့ဘူး။နောက်ပိုင်းမှာ ယောက်ျားတွေကိုအိမ်ကိုခေါ်လာပြီးပါဖောက်ပြန်ခဲ့သေးရဲ့။ဒီနေ့ကိုပြန်ရောက်တော့ပတ်ပင်းမိပြီးကိုနဲ့နန်းကလေးကအကြီးကျယ်ရန်ဖြစ်ခဲ့ကြတယ်။ကိုတော်သားကိုမထိန်နိုင်ပဲသူ့ကိုရိုက်ခဲ့မိတယ်။ကိုလက်လွန်သွားမှန်သတိပြန်ဝင်လာတော့နန်းကလေးကမှအသက်မရှိတော့ဘူး။အဲ့ဒါနဲ့အိမ်ပေါ်တော်စိန်ရွှေနဲ့အတူ အလောင်းဖြောက်ဖို့အနောက်ဘက်ရှူထဲကိုပြစ်ချခဲ့တယ်။ဒေါ်စိန်ရွှေကိုအလောင်းကိုပါမီးရှို့ပြစ်လိုက်ဖို့ပြောခဲ့သေးတယ်။အဲ့ဒီနောက်တော့ဒေါ်စိန်ရွှေလိုချင်တဲ့လက်ဝတ်ရည်နာအချို့ကိုပေးပြီးတော့စမ်းမြုပ်နေခိုင်းခဲ့တာ။ အခုမှသိလိုက်ရတာကဒေါ်စင်ရွှေကနန်းကလျာကိုကယ်ပြီး ကိုစီရရတနာတွေကိုယူသွားခဲ့တယ်ဆိုတာပဲကိုလည်းနန်းကလျာမသေးဘူးဆိုတာဒေါ်စင်ငွေပြောမှသိခဲ့တာပါပန်းပို့တဲ့ဒေါ်စင်ငွေကိုပြောရလားဟုတ်တယ်ဒေါ်စင်ရွှေရဲ့ညီမဆိုပေမဲ့ तू ကတော့ကိုကိုလေးစားသမှုရှိလာပါတယ်မင်းနဲ့တွေ့ခဲ့တဲ့နေ့ကနန်းကလျာမသေးဘူးဆိုတဲ့အကြောင်းမင်းကအဲ့ဒီကိစ္စတွေကိုသူ့ကိုလာမေးရဲဆိုတဲ့အကြောင်းတွေကိုကိုဖုန်းဆက်ပြောလာခဲ့သေးတယ်အဲ့ဒီနေ့ညက ကိုမင်းကိုစိတ်ပူပြီးအိမ်ပြန်လာတော့နန်းကလေးရနဲ့တွေ့ပြီးအခုလို့ပိတ်ခတ်ထားရတာပဲဒါဆိုကျမကလေးတွေနဲ့အခန်းမှာပိတ်မိနေရဲ့ညရှင်ပြန်လာခဲ့တာပေါ့ဘန်ကောက်မှာအလုပ်ကိစ္စရှိရဆိုပြီးဖုန်းဆက်တာရောဒါလေကို့နန်းကလေးရဆက်ခိုင်းခဲ့တာပဲဒါမှမင်းကိုသူ့အယုံသွင်းပြီးလှည့်စားဖို့အချိန်ရမှာလေနန်းမူရနဲ့ဆီယမ်မလေးပြရောဘာဖြစ်သွားကြရလဲကိုရှင်းပြပါမယ်နန်းမူရရောက်လာတယ်ဆိုတာကလည်းသူ့တူတွေကိုစောင့်ရှောက်ပေးဖို့ထက် ူ့အမတေတာကသူ့ရူတာယုံဖြစ်နိုင်မှုဆိုပြီးတော့လာခဲ့တာပါနမ်းမူရကကလေးတွေရှေးရေးကိုစဉ်းစားပြီးသူ့နဲ့လက်ထပ်ဖို့ပြောလာတယ်ကိုလည်းနှစ်ဦးသဘောတူလက်မှတ်ထိုးပေးလိုက်တယ်နောက်ပိုင်းမှာနမ်းမူရကကို့ဆက်ဆံပုံတွေအတော်ဆိုးရလာတယ်သူ့အမကိုတတ်ခဲ့တဲ့အကြောင်းတမျိုးလုံးသိအောင်ကြင်ညာမယ်လို့ချိန်ချောက်တယ်အဲ့ဒါနဲ့ကိုလည်းသူ့ကိုကားမတော်တဆဖြစ်အောင်ဖန်တီးပြီးတော့တတ်ခဲ့တယ်ရှင့်ရှင်ကလူသက်သမားပဲဒါဆိုရင်ဆီယမလေးပြေကိုရှင်တက်ခဲ့တာပေါ့ ိုစောမောင်ကရီဝေစွာကြည့်ရင်ခေါင်းရမ်းနေဆီယမလေးပြေကတကယ်ကိုစိတ်သဘောထားပြေဝတဲ့အမျိုးသမီးပါဒီအိမ်မှာနေပြီးကလေးတွေကိုစာသင်ပေးဖို့ကိုပဲတောင်းဆိုခဲ့တာစာသင်ပေးတဲ့ကလေးလေးအနေနဲ့ပေါ့ဆီယမလေးပြေရှိနေရကြောင်းညဘက်ဆိုကိုအိမ်ပြန်မအိတ်တာများပါတယ်နေခင်းဘက်ခဏတစ်ဖြုတ်လာပြစ်တယ်အလုံးလုံးနေရတာကြောင့်ကလေးတွေကိုသူနဲ့ပဲလွတ်ထားခဲ့တယ် တနေ့မှာဆီယမ်မလေးပြီးပျောက်သွားတယ်။ကိုပြောခဲ့တယ်လို့ပဲအိမ်ကဘိုးဘွားပိုင်ရုပ်ထုတစ်ခုကပျောက်သွားတော့သူခိုးပြီးတော့ထွက်ပြေးသွားတယ်ပဲထင်ခဲ့တာ။တကယ်တော့ကိုအဲ့လိုထင်အောင်နန်းကလျာကပဲလှုပ်ခဲ့တာ။ဆီယမ်မလေးပြီးကိုတတ်တာလဲသူပဲ။ကိုအိမ်မပြန်ဖြစ်တဲ့ညတိုင်းဆီယမ်မလေးပြီးကိုနှိပ်ဆက်ခဲ့တယ်။ကိုအနားမှာနေရကောင်းလားဆိုပြီးတဝင်တိုခဲ့တာလေ။သူညီမကိုကိုတတ်လိုက်တာကလည်းဆီယမ်မလေးပြီးကိုအိမ်မော်ခေါ်တင်ဖို့လို့သူထင်နေရဲ့ပုံပဲ။ဒါဆိုကျမကိုလည်းဆီယမ်မလေးပြီးလို့တတ်မှာပဲပေါ့။ အားလုံးကရှင့်ကြောင့်ပဲရှင်သာကျမကိုမလိန်ခဲ့ရင်ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူးရှင်တို့လင်မယားနှစ်ယောက်ကအတော်အကျပ်ပတ်ဆက်တာပဲနန်းကလေးရကတကားဖွင့်ဝင်လာပြီးကျမနဲ့ကိုစောမောင်ကိုလက်ပိုက်ကြည့်နေတယ်ကျမသူ့ကိုလှုပ်ပေးဖို့အတွက်អော်ပြောလိုက်တာကြောင့်ကျမစီပြေးလာပြီးသပင်တွေဆဲကပါရိုက်တော့တယ်ကျမလည်းလုံးဝမလှုပ်တာတဲ့အခြေအနေကြောင့်အလူအလဲခံနေရတယ်ကိုစောမောင်ကဒီကိစ္စတွေမှာကျမနဲ့မဆိုင်တာကြောင့် လှုပ်ပေးဖို့နန်းကလျာကိုပြောလိုက်တယ်။နန်းကလျာကကျွန်မချစ်ခဲ့တဲ့ရှင်ကိုဘသူလက်ထဲမှာအပါမခံနိုင်ဘူးလို့ပြောတယ်။အံ့ဩဖို့ကောင်းလိုက်တဲ့မိန်းမပဲ။ကဘာပေါ်မှာသူ့လောက်ယုံဖို့ကောင်းတဲ့မိန်းမမျိုးကျွန်မမမြင်ဘူးခဲ့ဘူး။သူကိုယ်တိုင်ကြတော့ဖောက်လဲဖောက်ပြန်နေခဲ့ပြီ။အခုကြတော့အတိတ်ပဲမရှိတဲ့စကားတွေပြောနေရပဲ။ငါ့ကိုတတ်လိုက်နန်းကလျာသူ့တော့လှုပ်ပေးလိုက်ပါ။ရှင်ကဒီမိန်းမဘက်ကပါနေရလား။ရှင်နှလုံးသားကကျွန်မတယောက်တည်းအတွက်ပါလို့ရှင်ပြောခဲ့ရလား။ ရှင်မေ့သွားပြီလားကျမကိုမချစ်တော့ဘူးလားသူကြောင့်ရှင်ယူသွားပြီလားနန်းကလေးရကပြောရင်းဆိုရင်အခန်းထောက်မှာထောင်ခဲ့တဲ့ဓာတ်စီဘုံတွေကိုယူပြီးကျမနဲ့ကိုစောမောင်ပတ်လေမှာစီရီကိုလောင်းချလိုက်တယ်ကျမလက်တွေကိုယုံပြီးလှုပ်ဖို့ကြိုးစားတယ်ကျမလက်တွေလည်းပြတ်ထွက်မတက်နာကျင်ကြိုက်ခဲနေပြီကိုစောမောင်ကကျမကိုလှုပ်ပေးဖို့အတန်တန်ပြောနေပြီမဲ့နန်းကလေးရကဂယုမဆိုင်ပဲအခန်းထဲကနေပြန်ထွက်သွားတယ်ဘယ်ချိန်ပြန်ရောက်လာပြီး ျမတို့ကိုမီးရှို့တပ်ပြစ်မယ်မသိနိုင်ဘူး။ကျမတို့ဒီကနေအမြဲဆုံးထွက်ပြေးမှဖြစ်မယ်။ကိုစောမကျမမသေးခြင်းဘူး။ကျမမျက်ရည်တွေအလိုလိုကျလာတယ်။ဒီဘဝမှာကျမဆက်ရှင်တန်ဖို့အခွင့်အရေးမရှိတော့ဘူးလား။ကျမလူတိုင်းပေါ်မေတ္တာထားခဲ့ဘူးလေ။ဒီမိသားစုကိုလည်းကျမဆက်ရင်းနဲ့သာခင်တွယ်ခဲ့တာပါ။ဒါပေမဲ့ကျမပြန်ရလိုက်တာကကျမအသက်နဲ့ပေးဆက်ရမယ်ကံကြမ္မာဆိုးပဲအခန်းထဲကိုဒေါ်စိန်ရွှေတယောက် ြန်ဝင်လာတယ်။ဒေါ်စိန်ရွှေလို့ထင်လိုက်ပေမဲ့တေချာကြည့်တော့မှဒေါ်စိန်ငွေဖြစ်နေတယ်။သူတို့ညီမနှစ်ယောက်ကအတော်လေးကိုရုပ်ဆင်ကြတယ်။သူ့လက်ထဲမှာဓာတ်တချောင်းကိုကင်ထားတာကြောင့်ကျမရောကိုစောမရောတယောက်မျက်နှာတယောက်ကြည့်ပြီးလန့်သွားတယ်။ကျမလာခဲ့တာပါ။အကိုလေးတို့နှစ်ယောက်အခုမမြတ်ထွက်ပေးပါတော့။နောက်ကိစ္စတွေကျမကြည့်ရှင်းထားလိုက်ပါမယ်။ဒေါ်စိန်ငွေကပြောရင်ကိုစောမရဲ့လက်ပြန်ကျိုးတွေကိုဓာတ်နဲ့ဖြတ်ပေးလိုက်တယ်။ သူကခုံကနေထထချင်းမှာပဲစမ်းပေါ်လဲကျသွားတယ်။ကိုစောမောင်ခြေထောက်တွေကိုရိုက်ချိုးခံထားရတဲ့နဲ့တူတယ်။ဒေါ်စိန်ငွေကသူ့ကိုပွေ့ထူလိုက်တယ်။နေပါစီဒေါ်စိန်ငွေအခုသူ့ကိုအရင်သွားဖြစ်ပေးလိုက်ပါ။သူလွတ်မှဖြစ်မယ်။ဒေါ်စိန်ငွေကကျမစီပြေးလာပြီးလက်ပြန်ကျိုးတွေကိုဓားနဲ့လှိဖြတ်ပေးတယ်။လူကကျိုးတွေစီကလွတ်သွားပေမဲ့နာကျင်ကြိုက်ခဲပြီးအာအိမ်မဲ့နေတယ်။ဒေါ်စိန်ငွေကကိုစောမောင်စီပြန်သွားပွေ့တော့ ကျမလည်းဝိုင်းပွေပေးလိုက်တယ်။ကိုစောမောင်ကမင်းအမြန်ထွက်သွားပါတော့နန်းကလေးရကတကယ်လုံးမဲ့မိမပဲ။ကျမကိုစောမောင်ရဲ့စကားကြောင့်စတိုကန်းထဲကနေပြေးထွက်လာလိုက်တယ်။ကျမအပြင်မှာအရေးချေကြည့်ပြီးစတိုကန်းထဲကနေပြေးထွက်လိုက်ပြီးတော့ကလေးတွေအိတ်ခမ်းထဲကိုဝင်ပုန်းလိုက်တယ်။ဆီယမလီဘီရဲ့ဒိုင်ယာရီစာအုပ်ကိုကျမကလေးတွေရဲ့ခရင်အောက်မှာဖွက်ထားခဲ့တာကြောင့်ဒိုင်ယာရီစာအုပ်ကဆီယမလီဘီအတွက်အလိုအဆုံးသက်သေပဲလေ။ ျမကရင်အောက်ကစာအုပ်ကိုကုန်းနိုင်လိုက်တော့ကျမလက်ကိုဒဇုံတစ်ခုကဖမ်းဆွဲတာခံလိုက်ရတယ်။လန့်ပြီးအော်မီတော့မလို့ဗဇက်ကိုလက်ဝါးနဲ့ဖိပိတ်ပြီးငုံကြည့်လိုက်တော့မှဟန်ဆောင်ကရှူးဆိုပြီးတော့လုပ်ပြနေတယ်။ဒါဘာလို့ကရင်အောက်ထဲဝင်နေရလဲ။ကိုကိုကလာရှာမှာတူတူပုံတိုင်းကစားနေရ။ကျမစိတ်ထဲမှာတော့ဒဏ်ရာရေးစာအုပ်ကိုပြောက်သွားမှပို့ဆိုရင်လာတယ်။ ကလေးကိုမင်းရင်လဲတိမမဟုတ်ဘူးအခန်းထဲပတ်ချလဲလိုက်ရှာပေမဲ့ဒဏ်ရာရီစာအုပ်ကိုရှာမတွေ့ဘူးတကားဖွင့်တဲ့ကြတော့ကျမလန့်ပြီးလှည့်ကြည့်လိုက်တယ်တကားရှိမှဓက်စီဘုံကိုကင်လျက်တောင်းတောင်းကြီးရက်နေတဲ့လူမော်ကိုတွေ့လိုက်ရတယ်ကျမကြောင်ပြီးအံ့ဩနေမိတယ်လက်ဖျားတွေတုံလာပြီးဘာစကားမှမပြောနိုင်တော့ဘူးလူမော်ကကျမကိုပြုံးကြည့်နေရင်မှလက်ထဲကဓက်စီဘုံကိုတွန်ချလိုက်တယ်တာလူမော် ။ตาမိရွေးမလို့ခြင်းဘူး။သူ့လက်ထဲကမိကျစ်ဆန်ဘူးကိုဖွင့်ပြီးချစ်လိုက်တယ်။မိတော့ကလေးကသူ့လက်ဖြားကနေကျမ်းပြင်ပေါ်ကျသွားတယ်။သူကကျမကိုပြုံးကြည့်ပြီးနောက်ကိုဖြည်းဖြည်းချင်းဆုတ်သွားတယ်။ကျမနောက်ကိုခုံဆုပ်လိုက်ပေမဲ့မိတွေကဓာတ်စီကိုဆွဲလောင်ပြီးမိညွတ်တွေဟာအခန်းထဲမှာပတ်ချလဲဝိုင်းလာတယ်။ကျမကြောင်ပြီးတော့ဘာလို့ရမှမသိတော့ဘူး။ကျမတတိယလိုက်တာကဟန်စော် ချက်ချင်းပဲဟန်စော်လေးရဲ့ခြေထောက်ကိုဆွဲပြီးဂရင်အောက်ကဆွဲထုတ်လိုက်တယ်။ကလေးကမီးတွေမြင်ပြီးလန့်ငိုတယ်။ကျမကိုယ်တိုင်လည်းမီးခိုးငွေ့ရဲ့ကြောင့်အသက်ရှူရကျက်လာတယ်။မီးတွေကြားထဲကနေကျမကလေးကိုချီပြီးအခန်းထဲကထွက်လာလိုက်တယ်။မီးအပူဟတ်တာကြောင့်ကျမတကုံလုံးလည်းမီးကျွမ်းတော့မတက်ပဲ။ဒါပေမဲ့ဟန်စော်လေးကိုတော့ကျမရင်ခွင်ထဲအုပ်ပြီးထွေးပွေထားတယ်။ကလေးကကျမကိုဖတ်ထားရင်ကြောက်လို့တဆက်ဆက်တုန်နေတယ်။ မိရတအိမ်လုံးရဲ့အခန်းတော်များကိုဆွဲလောင်နေရကြောင်းစတိုကန်ကိုပါမိကူးသွားတော့တယ်။စတိုကန်မှာလည်းတစ်သားတွေနဲ့ဓာတ်ဆီတွေပြည့်နေရဆိုတော့အိမ်တအိမ်လုံးနှီးပါလောင်နေပြီ။ကျမမိဘကိုရှောင်ကွင်းပြေးရင်အောက်ထပ်လေကားကိုဆင်းမဲ့လမ်းမှာပိတ်မိသွားတယ်။မိတော့တွေကြောင့်ဘလို့မှဆင်းလို့မရတော့ဘူး။လေကားတစ်ခုလုံးလောင်ကျွမ်းနေပြီးပြတင်းပေါက်ကနေခုန်ဆင်းဖို့အောက်ကိုငုံကြည့်လိုက်တယ်။အဲ့ဒီအချိန်မှာပဲ ဘုံကနေကျမနဲ့ဟန်စောရက်နေရဲ့နေရာကနေအောက်ကိုကျွန်ကျသွားတယ်။ကျမဟန်စောကိုရင်ခွင်ထဲဖတ်ထားတာကြောင့်ကလေးကတော့ဘာမှမဖြစ်ခဲ့ပေမယ့်ကျမလက်မောင်းကတော့မီးတုံနဲ့ထိုးမိသွားတယ်။လက်တစ်ဖက်လုံးကျက်သွားသလားပဲ။နီရဲပြီးအငွေ့ထွက်လာတယ်။အောက်ထပ်မှာလည်းမီးတွေကအတော်ကူးနေလေပြီ။အပြင်ကိုထွက်ဖို့ကြပရင်းပေါက်တွေက အလုံးပိတ်နေတယ်။ကျမပရင်းပေါက်တကားကိုခွဲထွက်ဖို့တစ်သားစောင်းတစ်ခုကိုကောက်ယူလိုက်တယ်။ ပြတင်းပေါက်နားမရောက်ခင်ကျမတွေးလိုက်တာကဟန်စော်လေးတကူသာထွက်လို့ရမယ်အပေါက်ကလေးပဲမိွေများလာတာကြောင့်ကျမဟန်စော်ကိုချီထားရကနေချပြီးတော့အပေါက်ကနေထွက်ခိုင်းလိုက်တယ်ကလေးကကျမလက်ကိုကြောက်ကြောက်လန့်လန့်နဲ့စုပ်ကင်ထားတော့မယ်မိကိုငွေတွေများပြီးအသက်ရှူကျက်လာတာကြောင့်မိမလောင်ခင်မိကိုငွေနဲ့တေသွားနိုင်တယ်သွားတားလေးအရင်သွားနေနော်အနေလိုက်ခင်မယ်မကြောက်နဲ့အပြစ်မသားဖွေနေမှရှိရဲ့နော် မမြတ်တော့မမြတ်တော့ဟန်စော်ကငုံမဲ့မဲ့နဲ့ကျမကိုကြည့်နေတယ်ကျမသူ့လက်ကိုအတင်းဖြီချပြီးအပေါက်ကလေးကနေသူ့ကိုလေးဘက်ကုန်းခိုင်းကတွန်းထုတ်လွတ်လိုက်တယ်အပြင်ကိုရောက်သွားပြီးပြေးသွားပြီနဲ့တူပါတယ်ကျမငုံကြည့်လိုက်တော့သူ့ကိုမတွေ့တော့ဘူးမိရွေကကျမနားကိုဝိုင်းလာနေပြီလွတ်ဖို့လမ်းလည်းမမြင်တော့ပါကျမမျက်လုံးတွေစုံမိတ်လိုက်တယ်ပူလောင်နေတဲ့အဆိုင်ခဲကြီးတစ်ခုက ကျမအပေါ်ကို အုံမူးပြီးပြိုကျလာတယ်။ကျမမျက်ရည်တွေလည်းမိတော့တွေကြားအလင်အမြန်ပဲခန်းချောက်သွားပါတော့တယ်။လူမော်ပြောခဲ့တဲ့စကားကနားထဲမှာပူလောင်နေတယ်။မိရွေးမလို့ခြင်းဘူးတဲ့။ကျမက "तू မလို့လာခဲ့တဲ့မိရွေးတယောက်ဖြစ်နေခဲ့ပုံပါပဲ။ကျမသာငှက်တကောင်ဆိုရင်ဘယ်တော့မှမလွတ်မြောက်နိုင်မဲ့ငှက်ကလေးပါ။ကျမအတောင်ပံတွေချိုးဖြတ်ခံခဲ့ရတာကြာခဲ့ပါပြီ။" မေတ္တာတရားနဲ့ပေးဆက်ခဲ့ပေမဲ့ဒီလောင်အိမ်ဟာကျမအတွက်တော့ငရေကန်းလိုပါပဲ။ရောင်နေဆုံး